ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြေဆွလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေမြူတိန်တောင်ကြားမှာကြောင်ယောဂာနေနက်ပီခီဆိုတဲ့ပုံပြင်ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ပုံပြင်ကြောင်ယောဂာလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မြူတိန်တောင်ကြားမှာဖုံးွယ်ထားတဲ့ပေစုံ လွန်လေးပြီးတော့အထိတ်ကာလတခုမြူတိန်တောင်တန်းကြီးတို့ရဲ့ထီးအောက်မှာတော့ဝက်ဖဲချထားတဲ့သူတည်ရှိနေတဲ့ပြည်တခုရှိခဲ့လေ။၎င်းဟာကန္နရမပြည်ခု၍အမည်တွင်လေတော့တယ်။ပတ်ဝန်းကျင်ကဘာနဲ့အဆက်အသွယ်ပြတ်လုနေပါဖြစ်တဲ့ထူပြာ တောင်တန်းကြီးတို့ကမိခင်တပွဲရင်ခွေပိုက်ထားတာကြောင့်တဘာဝအလားတရာတို့ဖြင့်ပြည်စုံလာလေတော့တယ်။ရေတခုများကြောက်ဆောင်များပေါ်မှာငွေချင်းမြများလိုစီးစင်းနေပြီးတော့တောအုပ်ကြီးများဟာလည်း စိတ်စုထူထပ်လျော်တယ်။တောင်ကြီးရှိမြေများသည်လည်းတင်းနံဖြစ်ထွန်းပြီးတော့ပြည်သူတို့ကရိုးသားဖြူစင်စွာဖြင့်ပျော်ရွှင်စွာနေထိုင်ကြလျော်တယ်။ဒါပေမဲ့အဲ့ဒီတာယာလပမှုရဲ့နောက်ွယ်မှာတော့ရှင်နာဝယ်ကောင်းလာတဲ့ရွှေဝက်ချက်တစ်ခုနဲ့ဘေးမျိုးဆက်တို့အားချောက်လန့်နေတဲ့ကျင်းစာစူးကြီးတစ်ခုတည်ရှိနေခဲ့ပါတော့တယ်။ခန္ဓာယမပီရဲ့နန်းမွေကဘေးရင်အဆက်ဆက်ဟာအရွယ်ရောက်ပြီးနန်းတက်တည်နေမကြမီမှာပဲ။ ထူးဆန်းတဲ့ကြောက်ယောဂါစုတစ်ခုကစတင်ခန်းစားကြရလေတော့တယ်။အဲ့ဒီယောဂါမှာတော့အရှိပြားနဲ့အသားများ စတင်မာကျောလာပြီးတော့တဖြည်းဖြည်းကြောက်ဖြစ်သူပြောင်းလဲသွားခြင်းဖြင့်ဖြစ်ပါတော့တယ်။ဤဒီကိုတော့ကြောက်ယောဂါဟုပြည်သူတို့ကဒီလိုခေါ်ဝေကြလေတော့တယ်။ယောဂါဟာနေကွေးစွာနဲ့ဒါပေမဲ့ရဲစစ်စွာပြင်းထန်လာပြီးနောက်ဆုံးမှာတော့ဘရင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာတော့လှုပ်ရှားပြီးမရတဲ့ကြောက်ရွံ့အဖြစ်ကိုပြောင်းသွားပြီးတော့ အသက်ချုံဆုံးရလျော်တယ်။မြေမြပင်တကူကြည့်တဲ့စီးပွားမြေမြပင်ထမြက်တဲ့ပညာရှိတို့ကကုသပေးပေမဲ့အချင်းနီးသာဖြစ်ခဲ့ရလေတယ်။အဲ့ယောဂါခဏရင်မှာနန်းတော်ရဲ့နာကျင်မွေအမွေးနှစ်တခု ဖြစ်ခဲ့ပါတော့တယ်။အခုလက်ရှိ နန်းဆန်နေတဲ့ဘရင်ကြီးတွေလည်းအရွယ်အိုမင်းလာပြီးဖြစ်ပြီးတော့ကြောင်ယောဂါရဲ့လက်တဲအောက်သို့ရောက်ရှိနေပြီပဲဖြစ်ပါတော့တယ်။သူရဲ့လက်ဖြံများခြေသလုံးများမှာတော့ကြောက်သားတစ်ဖွဲမှာကျုံးမှုများ စတင်ပေါ်ပေါက်နေပြီဖြစ်ရာအိတ်စစ်တဲ့အခါမှာပဲနာကျင်မှုကြောင့်ညှိတွားနေရလေတော့တယ်။ဘရင်ကြီးမှာတော့တူရီတော်သားတော်နောက်တစ်ချိန်မှာတော့နန်းမွေခမ်းမင်းမင်းသားငယ်အာယာမရှိလေတော့တယ်။မင်းသားအာယာမဖခင်အပေါ်မှာအလွန်ချစ်ခင်တွေ့တာသူဖြစ်တယ်လို့ပြည်သူတို့အပေါ်မှာလည်းမေတ္တာကြီးမားသူဖြစ်လေတော့တယ်။သူဟာဖခင်ခံစားနေရတဲ့ဝေဒနာကိုမြင်နိုင်မှာတော့ရှင်ထဲမှာမိစတောက်တဲ့ကဲသူပူလောင်ခံစားရတော့တယ်။ မမေကိုယ်တိုင်မှလည်းနောက်မှဤကင်ကျမစိုးနဲ့ရင်ဆိုင်ရမည်ကိုတွေးမိတိုင်းမှတော့ကြောင်ရွံ့စိမ်းများဝင်လာပြီးမဲတိုင်းပြည်ပေါ်မှာတာဝန်ကိုပို့ပြီးတော့အလေးထားလိုက်တော့တယ်။မင်းသားအာယာမအဲ့ဒီဂျိန်စာရဲ့အရေးမြစ်ကိုမင်းတို့ပင်ဖြစ်စေရှောက်ဖွေဖော်ထုတ်ရန်အတွက်ဂျိန်စာကိုပယ်ဖြတ်နိုင်မင်းနီလန်းများကိုရှောက်ဖွေရန်အတွက်တန်ထိတ်ထန်ချလိုက်လိုက်တော့တယ်။သူဟာနန်းတော်မှာရှိတဲ့မြေတီပညာရှိထံတွင်မဆိုးတွားရောက်မေးမြန်းလိုက်တယ်။ မိသည့်ရှင်ဟောင်းကျန်းကိုမဆိုရှောက်ဖွေဖတ်ရှုနေတယ်။သူရဲ့မလျှော့သောဇွဲလုံးလောက်ကိုမြင်တွေ့ရတဲ့အခါမှာတော့နန်းတော်ရဲ့အသက်ကြီးဆုံးစာကြည့်ရိုက်မှုပညာရှိ အဖိုးကြီးဦးပညာက သူ့အာကူညီရန်အတွက်ဆုံးဖြတ်လိုက်လေတော့တယ်။ရှင်ဟောင်းကျန်းလေးမှရှုပ်ဝဲချက်စာကြည့်ရိုက်ဟောင်းကြီးမှာတော့အလိုမင်းကျဲဝင်းနဲ့ဆိုင်ပြီးတော့နေပေါင်းရာထောင်ကြီးကကျန်းပေါင်းများစွာနဲ့ပြည့်နေနေလေတယ်။ဖုံမှုများဖုံးလွှမ်းနေတဲ့လေးတို့မှာတော့ရှင်ဟောင်းစာအုပ်ဟောင်းများရဲ့အနက်က စွဲထင်နေလေတယ်။မင်းသားအာယာမနဲ့စာကြည့်တိုင်းမှုဥပညာတို့ဟာမိအိမ်ငယ်များနဲ့စာအုပ်စင်များကြားမှာကျန်းပေါင်းများစွာကိုလန်လောရှာဖွေနေကြတော့တယ်။ကြောက်ရောကကျင်းစာမြူတိန်တောင်းတန်းစသည်တို့နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုရှာဖွေကြလေတော့တယ်။ယတတပများစွာကြာပြီးတဲ့နောက်မှာတော့မိအိမ်ရောက်ပြီးမထိုးဖောက်နိုင်လောက်အောင်နေဆိုင်တဲ့အခန်းငယ်တစ်ခုရဲ့တောက်မှာတော့ပင်းကူမြင်းများနဲ့ဖုံးအုပ်နေတဲ့ တစ်တာတစ်တောင်ငယ်တစ်ခုကိုတွေ့ရှိလေတော့တယ်။တစ်တောင်ကိုဖွင့်လိုက်တဲ့အခါမှာတော့အတွင်းမှာတည်နေပြုတ်လုထားတဲ့ရှေးအကြဆုံးကျန်းလင်ကြီးတစ်ခုထွက်ပေါ်လာတော့တယ်။ကျန်းလင်ရဲ့အသားမှာတော့ကျန်းတန်းမာကျော်ပြီးတော့ရေးသားထားတဲ့ဘာသာစကားမှလည်းယခုခေတ်မှာတော့ဘယ်သူမှမဖတ်တတ်တော့တဲ့ရှေးခေါင်အခရာများဖြစ်နေတော့တယ်။ဥပညာသူ့ရဲ့ဘိုးဘွားများစီမှတယူခေရတဲ့ရှေးဟောင်းဘာသာစကားအတတ်ပညာနဲ့အဲ့ဒီကျန်းလင်ကိုအခက်ခဲများစွာနဲ့ စတင်ဖတ်ရှုလေတော့တယ်။တလုံးချင်းတစ်ကြောင်ချင်းဖတ်ရှုရင်းနဲ့ဥပညာရဲ့မျက်လုံးများဟာပြုတ်ကျစ်လာတော့တယ်။မင်းသားအာယာမလည်းရေခုံစိတ်လုံးရှားစွာနဲ့နားထောင်နေတော့တာပေါ့။ကျန်းလိတ်မှာတော့ရေသားထားဒီမှာတော့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကခန္ဓာရမှာပြုစတင်တည်ထောင်ခဲ့တဲ့ဘရင်အဆက်ဆက်ဟာမြူတိန်တောင်တန်းရဲ့ဥတိုင်းမှာတော့တကူးကြီးမှပြီးတော့အဖိုးတန်ဆုံးသော နတ်ကျောက်တလင်းတိုက်ကြီးကိုတွေးရှိခဲ့ပုံအကြောင်းဖြစ်ပါတော့တယ်။အဲ့ကျောက်တလင်းများစွမ်းအင်ကြီးမှပြီးတော့တိုင်းပြည်ကိုတာယာဝပြောစေနိုင်စွမ်းရှိနေပေမဲ့၎င်းတို့တော့တောင်ရဲ့ဥတိုင်းကိုစောင့်ရှောက်နေတဲ့မြေဆောင်နမေများကအသက်လဲ၍ကာဝယ်စောင့်ရှောက်ထားခြင်းဖြစ်လေတော့တယ်။ဘယင်များနဲ့မြေဆောင်နမေများအကြားမှာတော့တစ္ဆာတစ်ခုထားရှိခဲ့လေတော့တယ်။ဘယင်များသည်နတ်ကျောက်တလင်းများကိုအနှဲငယ်သာခွင်တောင်းယူသုံးဆွဲပြီးတော့ တောင်ရဲ့တန်ရှင်းမှုကိုထိမ့်သိမ့်မည်။လက်မေများအားနေ့စဉ်ပူဇော်ပတ်သက်မည်ဟုကတိပြုခဲ့ကြလေတော့တယ်။ဒါပေမဲ့နောင်လာနောက်သားဘရင်အချို့ဟာလောဘတက်ပြီးတော့ထိုကတိကိုချိုးဖောက်ခဲ့ကြတော့တယ်။နေစုံနမေများရဲ့တတိပေးခြင်းများကိုလစ်လူရှုကလက်ကြောက်တလေးများကို အလွန်အကျွံထုတ်ယူခဲ့ကြပြီးတော့တောင်ရဲ့ဥတိုင်းကိုဖျက်ဆီးခဲ့ကြတော့တယ်။အဲဒီခါမှာတော့မေစောက်နမေများအမေဒေါသပောက်ကွဲလာပြီးတော့ ခဏရမှာဘေးမျိုးဆက်အလုံးဟာကြောက်ဖြစ်သူပြောင်းလဲမဲ့ဂျင်းစာစုကိုတင်းစေခဲ့ခြင်းပဲဖြစ်ပါတော့တယ်။ဂျင်းစာကိုပယ်ဖျက်ရန်အတွက်နီလန်တစ်ခုသာရှိလေတော့တယ်။ဘေးမျိုးဆက်သူဟာမိမိရဲ့ရုပ်ခန္ဓာကိုစွန့်ခွာ၍ဝိညာဉ်ဖြစ်တာလက်ပြည်သို့တွားရောက်ရမည်။ထိုနေရာမှာတော့မေဇော့နမင်းများအားရှာဖွေတွေ့ဆုံကမိမိဘိုးဘွားတို့ရဲ့အမအတွက်ယူသားစွာဝင်ချတောင်းပန်ပြီးတော့ နတ်မေများစိတ်ပြေလေသည့်အထိပူဇော်တက္ကရာပြုရမည်နတ်မေများကကျေနပ်မှသာကျင်းစာကိုပယ်ဖျက်ပေးမည်ဒါပေမဲ့နတ်ပြည်ခီယာလွန်စွာမှအန္တရာယ်များပြီးတော့ဝိညာဉ်စုများအတားစီများစွာရှိနေတော့တယ်အကယ်၍ခီးမအောင်မီမာကဝိညာဉ်မှာပြောက်ွယ်သွားနိုင်ကြောင်းကိုရေးသားထားလေတော့တယ်မင်းသားအာယာမကျန်လိုက်ပါအကြောင်းအရာများကိုကြားသိရတဲ့အခါမှာတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတုန်လှုပ်သွားလေတော့တယ်ကြာယူမှုနဲ့ တာဝန်သိစိတ်တို့ရောထွက်နေတဲ့ခန်းစားချက်များနဲ့ပြင်းနဲ့တွားလီတော့တယ်။ဤဒီကသူ့ရဲ့ကြံစမာပင်ဖြစ်ကြောင်းကို သူနားလည်လိုက်ပါတော့တယ်။နတ်ပြည်ခီအတွက်ဆုံးဖြတ်ချက်နဲ့ပြင်ဆင်ခြင်း။မင်းသားအာယာမဂျန်လိမ့်မသိရှိရတဲ့အကြောင်းအရာများကိုဘယင်ကြီးအားမလျှောက်တင်ဝင်သေးပေ။သူ့ရဲ့ဖခင်မှာတော့ယောဂဝေဒနာကြောင့်အာနေနေပြီးဖြစ်တော်တယ်။မင်းသားစာကြည့်ရမှုဥပညာနဲ့အတူ ဒီအရေးကြီးတဲ့ကိစ္စကိုတော့ဆွေးနွေးတိုင်ပင်လေတော့တယ်။ဆရာဦးပညာဤကြလိပ်ပါအကြောင်းအရာများမှာအမှန်တကယ်ဖြစ်နိုင်ပါမည်လို့ဝိညာဉ်ဖြင့်နတ်ပြည်တောင်းရောက်ခြင်းမှာအသက်နှင့်ရင်းရမည်ကိစ္စဖြစ်ပါသည်။ဦးပညာကတက်ပြင်းချလျက်မင်းသားလေဤကြလိပ်ဟာလွန်စွာရှေးကြပြီးတော့မတန်းမရခိုင်မာပါရဲ့။ကြောက်ရောကသည်လေကျွန်ုပ်တို့မျက်မှောက်မှာတွေ့ကြုံနေရတဲ့အမှန်တရားပင်ဖြစ်ပါတော့တယ်။ ကျင်းစာမှလွမြောက်ရင်အတွဲအချာမီသည့်နီးလမှရှာမတွေ့သေးပါဒါပေမဲ့နတ်ပြည်ခီးဟာလွန်စွာအန်ဒီရဲ့ကြီးကြောင်းကိုလေမင်းသားလေးသိရှိနားလည်ရပါမည်မင်းသားအာယာမညနေတကောင်အထိစင်စာချင်းချိန်နေတယ်မမေရဲ့အသက်ကိုပဏာဏမထားတော့ဘူးဖခင်ရဲ့ဝေဒနာတိုင်းပြည်အနာဂတ်သည်ပို၍အေးကြီးလေရဲ့အကယ်၍သူမကြိုးစားပါကခဏိမ်မာပြာဘယင်မဲ့ဘဝနဲ့ရက်တည်ရပြီတော့မင်း ကြောက်ရောကတိုင်းပြည်အပေါ်မှာအစီအမင်း၆လက်နေပြီ။ဒါကြောင့်မြင်မြပင်အန္တရာယ်ရှိပါစေ။လက်ပြည်ကိုတွားရောက်ရန်အတွက်သူဆုံးဖြတ်လိုက်ပါတော့တယ်။မင်းသားအာယာမသူ့ရဲ့ဆုံးဖြတ်ချက်ကိုဥပညာအားပြောပြလေတော့တယ်။ဥပညာလည်းစိတ်မကောင်းပေမဲ့မင်းသားရဲ့တတိကိုလေးစားလေတယ်။ဥပညာမင်းသားအားလက်ပြည်ခီအတွက်လိုအပ်တဲ့ပြင်ဆင်မှုများကိုတင် जा ပြတ်တတ်ရန်အတွက်တာဝန်ယူလေတယ်။နေပြည်ခီဟာ ဝိညာဉ်ရေးရာခီးဖြစ်တာကြောင့်ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုထက်စိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာပြင်ဆင်မှုများပိုပြီးတော့အရေးကြီးလေရောတယ်။မင်းသားအာရမနန်းတော်ရဲ့ရှုဝဲ့စံနဲ့ဖျားရှိခူကဲမှာရတတပါများစွာအချိန်ယူပြီးတော့တရားဘဝနာကိုအားထုတ်ရတော့တယ်။စိတ်ကိုငြိမ်သက်အောင်ထားရတယ်။လောကီအာယုံ၅ပါးမှကင်းဝေးအောင်လို့နေထိုင်ရလေတယ်။နေ့စဉ်နိုင်ပေါင်းများစွာတရားထိုင်ခြင်းမန္တန်များရွတ်ဆိုခြင်း မိမိရဲ့ဝိညာဉ်ကိုရုပ်ခန္ဓာမှာဖြင်းချင်းစွာခွဲထုတ်နိုင်ရန်အတွက်လေ့ကျင့်ရလျော်တယ်။ဒီလေ့ကျင့်မှုများအလိုမင်းအပင်ပန်းပြီးတော့နာကျင်စေရတယ်။တခါတရံမှာတော့မင်းသားဘူးဝေခြင်း အားပြခြင်းများခံစားရလေတယ်။ဒါပေမဲ့ဖခင်နဲ့ပြည်သူများကိုမေးရောက်ပြီးတော့အားတင်းပြီးတော့ဆက်လက်ကြိုးစားလျော်တယ်။ဥပညာမင်းသားအားရှေးဟောင်းပူဇော်ပတ္တနည်းများ၊လက်ပြမှာအဆောက်အအုံများကိုကြော်လာနိုင်မဲ့နီလန်းအချို့ကိုတင် जा ပေးလေတယ်။ ဝိညာဉ်ကပါရဲ့အန္တရာယ်များတွဲကြုံရမယ့်အခက်အခဲများကိုလည်းသတိပေးလေတယ်။လက်ပြမှာမြင်တွေ့ရသည်များမှာတော့တကယ်ဖြစ်ချင်မှ ဖြစ်မှဖြစ်ပြီးတော့မမေရဲ့စိတ်ဖောက်ပြန်မှုကြောင့်မရသည်များလည်းရှိနိုင်ကြ။မင်းသည့်အခါများမမေရဲ့ရည်ရွယ်ချက်ကိုမမေရန်မှားကြားလေတော့တာပေါ့။တင်စီမှုများပြီးဆုံးတဲ့အခါမှာတော့မင်းသားအာယာမသူ့ရဲ့ဖခင်မင်းကြီးရဲ့ဘေးမှာထိုင်ပြီးတော့ဖခင်ရဲ့ကြောက်ဖြစ်နေတဲ့လက်ကိုရေသာစွာကိုက်လေတယ်။မျက်ရည်ဝယ်လျက် ဖခင်တားတော့တားရတော့မီဖခင်နဲ့ပြည်သူတို့အတွက်ကျေးစာကိုပယ်ဖျက်ရန်အတွက်အစွမ်းကုန်ကြိုးစားပါမယ်လို့တူတူလေးပြောလိုက်လေတော့တယ်ဖခင်ကမကြားနိုင်တော့ပြီမဲမင်းသားရဲ့စိတ်ထဲမှာတော့ခွန်အားများရရှိလိုက်တော့တယ်ဝိညာဉ်ကဘာတို့ဝင်ရောက်ချင်းလက်ပြခီတို့ထွက်ခွာမီနေရက်ကိုရောက်ရှိလာတော့တယ်မင်းသားအာယာမဥပညာနဲ့နန်းတော်ရဲ့တစ္ဆာအရှိဆုံးအဆောက်အအုံချုပ်ရဲ့အကူအညီနဲ့ ဖျားရှိခူကန်ရဲ့အလဲပခုမှာပြင်ဆင်ထားတဲ့ပကြီးကဝိုင်းအလဲမှာတော့ထိုင်လီတော့တယ်။ဥပညာကဗန်တန်များရွတ်ဆိုပြီးတော့အခမ်းအနားကိုစတင်လိုက်တော့တယ်။မင်းသားအာယာမမျက်လုံးများကိုမိတ်ပြီးတော့စိတ်ကိုအစွမ်းကုန်စူးစီးကတရားထိုင်လီတယ်။ခဏအကြာမှာတော့မင်းသားမိမိရဲ့ရုပ်ခန္ဓာပေါ်ပါလာပြီးတော့ပြေပြေမှကြွတက်လာတဲ့ကဲ့သို့ခန်းစားရနေတယ်။ခန္ဓာကိုယ်မှာအေးမြသောစွမ်းအင်တစ်ခုထွက်ခွာသားသည်ကိုသိလိုက်ရတော့တယ်။ သူရဲ့ဝိညာဉ်ဟာအလင်းတန်းတစ်ခုအဖြစ်ကိုပြောင်းလဲသွားပြီးတော့ဖျားရှိခူကန်ရဲ့အမိုးကိုဖောက်ထွက်ပြီးတော့အပေါ်ကိုမြစ်တက်သွားလေတယ်။ရုပ်ခန္ဓာမှာတော့မလုံမရှင်ကြံရီခက်လေတော့တယ်။ဝိညာဉ်ကပါကိုရောက်တဲ့အခါမှာတော့မင်းသားအာယာမလုံးဝအုပ်သုံးကွဲပြားခြားနာနေတဲ့လောကကြီးတစ်ခုကိုတွေ့ကြုံရတော့တယ်။ပြေးကွေးများရုပ်လောကနဲ့မတူဘဲနဲ့အရှောင်အသွေးများဟာထူးဆန်းနေတယ်။တောင်တန်းများအခိုးငွေများနဲ့ဖုံးလန်းနေပြီးတော့ မြေပြာမာကျောတဲ့ကြောက်သားများမဟုတ်ပဲလိုင်းထနေတဲ့ဇွမ်းအင်များနဲ့ပြစ်လုထားရလို့ထင်ရလေတယ်။လေးတူကအေးစိတ်ပြီးတော့ရှေးကျတဲ့ဇွမ်းအင်များနဲ့ပြစ်နေနေတယ်။ဝိညာဉ်ဆန်ဆန်တစ်ပင်ကြီးများမြေပြာမပေါရောက်နေပြီးတော့သူစတဲ့အလင်းရောင်များထွက်ပေါ်နေတော့တယ်။ဘေးသားအာယာမသူ့ရဲ့ဝိညာဉ်ခန္ဓာနဲ့မြူတိန်တောင်တန်းကြီးများရဲ့ဝိညာဉ်ပုံစံကိုဖြတ်တန်းသွားလာရတော့တယ်။ဒီခီးကလွယ်ကူခြင်းမရှိပဲဝိညာဉ်ကပါရဲ့ပတ်ဝန်းကျင်သေးပြီး သူ့အားတိုးလက်နေတဲ့ကဲ့သို့ခန်းစားနေရတော့တယ်။လေတူအားသူ့အားဖိအားပေးနေပြီးတော့လေပြင်းအားတခါတည်းမှာတော့သူ့အားမျိုးချမလို့လှူရှားနေတော့တယ်။နှက်ပြေမှာစမ်းတတ်မှုများမင်းသားအာယာမဘေးဆောက်နမေများထံသို့သွားရလမ်းတစ်လျှောက်မှာတော့ကြောက်မဲ့ဖွယ်ကောင်းတဲ့စမ်းတတ်မှုများနဲ့ရင်ဆိုင်ရလေတယ်။ဒီစမ်းတတ်မှုများသူရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ရည်ရွယ်ချက်ကိုစစ်ဆေးခြင်းဖြစ်ပါတော့တယ်ပထမစံတတ်မှုတန်တရာတော့ မင်းသားမြူများထူထက်တဲ့တောအုပ်ကြီးတစ်ခုထဲကိုရောက်ရှိသွားလေရဲ့။အဲ့ဒီမြူများထဲမှာသူ့အားစိတ်ပြည့်အားငယ်စေမယ့်အတန်များထွက်ပေါ်လာတော့တယ်။မင်းမတူလဲ။ဘာလို့ဒီလိုလာရတာလဲ။မင်းရဲ့ကြိုးစားမှုကအချင်းကြီးပါပဲ။မင်းလည်းကြောက်ဖြစ်ရမယ့်သူပါ။ပြန်လှည့်သွားပါတော့။မင်းအဖေကိုလည်းမကယ်နိုင်ပါဘူး။မင်းကိုယ်တိုင်လည်းပျက်စီးရုံရှိမယ်။စားတဲ့အတန်များက သူ့ရဲ့နားထဲမှာတော့တို့တို့မပြပြောနေတော့တယ်။ဤဒီမှာတော့ သူ့ရဲ့စိတ်ထဲမှာရှိတဲ့တန်တရားများနဲ့ကြာရုပ်မှုများကပုံပေါ်လာခြင်းပဲဖြစ်ပါတော့တယ်။မင်းသားအာယာမအဲ့ဒီတန်ပြားကိုနားမထောင်မဲနဲ့မိမိရဲ့ဖခင်နဲ့ပြည်သူများကိုကယ်တင်ရန်ဟူသောရည်ရွယ်ချက်ကသာစိတ်ထဲမှာမြင်မြထားပြီးတော့ရှေ့ကိုဆက်လျှောက်လာတော့တယ်။သူ့ရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့တန်တရားတော်ကနေလွတ်မြောက်ခဲ့တော့တယ်။ဒုတိယစံတမှုအတက်ရဲ့ဖက်တင်တန်များသူဟာမောင်မိုက်တဲ့လိုင်းကူတစ်ခုတည်းကိုရောက်ရှိသွားလေတော့တယ်။ လိုင်ကူနေရများမှာတော့ရှေးခေကသူ့ရဲ့ဘိုးဘွားဝိမေများနတ်ကြောက်တလေးများကိုမတရားထယူနေတဲ့ပုံရိပ်များကိုမြင်တွေ့ရလေတယ်။တမေးများရဲ့တတိပေးစကားကိုမကြားဟန်ပြုနေတဲ့မိငွေများလောဘတကြီးကြောင်များကိုတည်ယူနေတဲ့မိငွေများကိုတွေ့ရလေတယ်။တခါတည်းမှာတော့သူဟာသူ့ဘိုးဘွားများရဲ့ခံစားချက်များကိုပါခံစားရလေတယ်။စီးစိမ်ဥစ္စာအပေါ်မှာတမေးမှုတမေးများကိုကြောက်ရွံ့တရားပြုပေမဲ့တကယ်တမ်းမှာတော့ ဂယုမဆိုင်မှုစသည်တို့ကိုခန်းစားရနေတယ်။ဤဒီမှာတော့သူ့ရဲ့ဘိုးဘွားတို့ကျူးလွန်ခဲ့တဲ့အမားရဲ့ဝင်တုပ်ပိုးတို့ကိုသူခန်းစားရခြင်းမင်းဖြစ်ပါတော့တယ်။မိသားအာယာမအဲ့မြင်ွေးများကိုရှင်ထဲမှာနာကျင်စွာဖြင့်ကြည့်ရှုနေတော့တယ်။ဘိုးဘွားတို့ရဲ့မာယွင်မှုကိုနားလည်ပြီးတော့မမေကိုယ်တိုင်က ထို့သူမပြုလုံးမစီရင်အတွက်သင်ခန်းစာယူနေတော့တယ်။နောင်တာစိတ်နဲ့ရှေ့ကိုဆက်ရတယ်။တတိယစံတမှု အဆောက်အအောင်ရဲ့စစ်ဆေးမှုလိုင်ကူအစုံမှာတော့ကြီးမားထဲပါတဲ့ကြောက်သားပပုကြီးတခုရှိနေတော့တယ်။၎င်းမှာတော့နက်ပီရဲ့ဝင်ပေါက်ကိုစောင့်ရှောက်တဲ့နေတပါဖြစ်ပါတော့တယ်။ထို့နောက်အသက်ဝင်လာပြီးတော့မင်းသားအာယာမအားမိကူများကိုမေးလေတော့တယ်။လူသားတင်မြင်သူနေအဘက်ကြောင့်အိန္ဒိယတို့လာတဲ့နေ့လက်မေးများထံမှအဘဲအရာကို တောင်းဆိုလိုတဲ့နေ့တည့်ရရွေချက်ဖြူစင်ပါဤလော။ ။သင်သည်တောင်တော်ရဲ့တန်ရှင်းမှုကိုတကယ်လေးစားပါ၏လော။သင်ရဲ့ဘိုးဘွားတို့ကဲ့သို့လောဘစာတိရှိနေပါ၏လော။စသဖြင့်မိကုမြောက်ကိုမေးမြန်းစစ်ဆေးလေတော်တယ်။မိသားအာယာမရိုသားစွာပြန်လည်ဖြေချလေတယ်။မိမိရဲ့အမည်လာရောက်ရခြင်းအကြောင်းရင်းကျင်းစာကိုပယ်ဖျက်လိုခြင်းဘိုးဘွားတို့ရဲ့အမကိုဝင်ချလိုခြင်းနဲ့မိမိရဲ့စိတ်ရင်းစေတနာကိုရှင်းပြလေတော်တယ်။သူရဲ့စကားများယူတာမှုနဲ့ လေးစားမှုတို့နဲ့ပြည့်နေနေတယ်။အဆောက်ရှောင်တက်ကမင်းသားရဲ့စကားများကိုနားချောင်ပြီးရင်တော့သူ့ရဲ့နှလုံးသားဖြူစင်မှုကိုမြင်တာကြောင့်လမ်းဖွင့်ပေးလိုက်ပါတော့တယ်။စဒုထဆန်သက်မှု မြူဆွယ်ချင်းရဲ့နေမီမင်းသားလပတဲ့ဥယျာဉ်တစ်ခုကိုရောက်ရှိသွားထိုဥယျာဉ်မှာတော့သူအားစည်းစိမ်ဥစ္စာများဖုံးတကူများလပတဲ့မိမပြုံများကဝန်းရံပြီးတော့သူအားကျိစားမှချက်ချင်းလွမြောက်စေနိုင်ကြောင်းနမေးများထံသွားရောက်ရင်မလိုကြောင်းကိုမြူဆွယ်ကြလေတော့တယ် ဤဒီမှာတော့ဝိညာဉ်ကပါရှိမကောင်းဆူဝါများကသူ့အားဖျားယောင်းခြင်းပင် ဖြစ်ပါတော့တယ်။မင်းသားအာယာမအဲ့အရာများအလုံးကမှုသားဖြစ်ကြောင်းကိုသိလေတော့တယ်။မိမိရဲ့ယူရချက်မှာတော့ကိုဂျိုးစီပါအတွက်မဟုတ်ပဲဖခင်နဲ့တိုင်းပြည်အတွက်ဖြစ်ကြောင်းကိုစိတ်ထဲမှာသဘောပိုက်ပြီးတော့အဲ့မျိုးဆွေမှုများကိုတွန်းလှန်ကြော်ဖြတ်လေတော့တယ်။သူဟာလိုင်ကူနဲ့ကြည်တဲ့ကိုဆက်လက်ဝင်ရောက်သွားလေတော့တယ်။မြေဆောက်နမင်းများထက်မှ ပူဇော်ပတ်တာချင်း စံတတ်မှုအလုံးကိုကြော်လွားပြီးတဲ့နောက်မှာတော့မင်းသားအာယာမဟာမြူတင်တောင်တန်းရဲ့ဦးတိုင်းဝိညာဉ်ကပါရဲ့အလဲပုဟုကို ရောက်ရှိလာတော့တယ်။အဲ့ဒီနေရာကြောက်သားများရေတည်ရန်စာတများနဲ့အလင်းနှင်းများနဲ့ပြုတ်လုထားတဲ့ကြီးမားကျယ်ဝန်းတဲ့ခမဆောင်ကြီးတပွဲဖြစ်နေတော့တယ်။ခမဆောင်ရဲ့အလဲပုဟုမှာတော့တကူအလိုကြီးမားတဲ့မြေဆောက်နမင်းကြီးတုံမထိုင်နေတာကိုတွေ့ရလျော်တယ်။နမင်းကြီးများတောင်ကြီးများကဲ့သို့ကြီးမားပြီးတော့ ကြောက်သားများတင်းပြင်းများနဲ့မြေကြီးဆဲအင်များနဲ့ဖွဲ့စည်းထားသည်ဟုထင်ရလေတော့တယ်။သူတို့ရဲ့မျက်လုံးများမှာတော့တောက်ပနေပြီးတော့၎င်းတို့ကနေထွက်ပေါ်လာတဲ့ဆဲအင်ဟာခမ်းမဆောင်တစ်ခုလုံးကိုလွှမ်းခြုံထားလေတော့တယ်။မင်းသားအာယာမဟာနမင်းကြီးများရဲ့တကူအရှိန်ဝါကြောင့်ကြောက်ရွံ့မိပေမဲ့မမေရဲ့တာဝန်ကိုမမေ့ပေ။သူဟာနမင်းများရှိမှဥညွတ်ခံစားပြီးတော့မမေရဲ့လာရောက်ရခြင်းအကြောင်းရင်းကိုရိုသေစွာရှောက်တင်လေတော့တယ်။ အရှင်မင်းဆုံးနဲ့မြင်းကြီးများဖေဟာကျွန်တော်မျိုးသည်ဂနေမပြည်ဤမိနာအာယမဖြစ်ပါသည် ကျွန်တော်မျိုးတို့ဘိုးဘွားဘေဘေများရှေးပဝေတနီကကျူးလူခဲ့တဲ့အမအတွက်ဝင်းချတောင်းပန်၍လာရောက်ရပါသည်ဖေဟာသူတို့ဟာအရှင်တို့နဲ့ထားရှိခဲ့တဲ့ဂတိတစ္ဆာကိုဖျက်ခဲ့ကြသည်တောင်တော်ရဲ့ဥတိုင်းမှမက်ကြောက်တလေများကို လောဘတကြီးထုတ်ယူခဲ့ကြသည် ထို့အမအကြောင်းအရှင်တို့အမျက်ထွက်ပြီးတော့ ကျွန်တော်မျိုးတို့ဘယင်မျိုးဆက်အလုံးဟာကြောက်ရောဂါဖြင့်စုံမရသည့်ကျိန်စာကိုသိစေခဲ့ကြောင်းကျွန်တော်မျိုးသိရှိနားလည်ရပါပြီဖေဟာမေတာအာယာမရဲ့အတန်မှာတော့ဒေါက်တာရစင်နေယူသည်လေးစားမှုအပြစ်ပါနေရတယ်တမင်ကြီးတပိုင်းအတန်ကလေထဲမှာပက်တင်ထက်နေတော့တယ်ဟုတ်သည်လူတို့သည်ငါတို့ရဲ့တန်ရှင်းမှုကိုကျဉ်းကျဉ်းစေခဲ့တယ်ငါတို့ရဲ့စွန့်အင်အရေးမြစ်ကိုဖျက်ဆီးခဲ့တယ်ငါတို့အပြစ်တွေသူတို့ခံယူရပြီ မင်းသားအယာမကဆက်လက်ရှောက်တင်တော့တယ်အရှင်ဖျားကျွန်တော်မျိုးတို့ဒီဘိုးဘားတို့ရဲ့အမအတွက်မြေဒီအပြစ်တံကိုမစုခရယူရဲ့အသိရှိပါသည်သို့တော်ယခုလက်ရှိကျွန်တော်မျိုးတို့မျိုးဆက်ဟာရှေးကဲ့သို့လောဘကြီးကြီးမရှိတော့ပါကျွန်တော်မျိုးတို့ဒီတောင်တော်ရဲ့တကူးကိုသိပါ၏နတ်မင်းများအားလေးစားကြည့်ညိုပါသည်အရှင်တို့ရဲ့အမျက်ကိုပြေရော့တော်မူပါဖျားကျွန်တော်မျိုးတို့ရဲ့တိုင်းပြည်ကို ကျေးဇာစုမှပြည့်တည်တော်မူပါဖုရားအရှင်တို့လိုလာတဲ့ပြည်သည့်ပူဇော်တက္ကရာကိုမစိုးပြည်သည့်ဂတိကိုမစိုးပေးပါပြီဖုရားမင်းသားမိမိရဲ့ရူသေးလေးစားမှုနဲ့စိတ်ရည်စေတနာကိုပြတ်တဲ့အနေနဲ့မိမိရဲ့ဝိညာဉ်စွမ်းအင်ကနေပေါ်ထွက်လာတဲ့ကြည်လင်တန့်စင်တဲ့အလေးရောင်စင်များကိုစူးစီးပြီးတော့ပလဲလုံးများကဲ့သို့ဖြစ်ပေါ်စီပြီးတော့နမေးများရှိမှပူဇော်လီတော့တယ်၎င်းဟာတောင်တော်မှဆင်းဆင်းလာတဲ့ အသက်ရှင်ဆုံးရေကိုကိုစားပြုပြီးတော့မမေရဲ့ဖြူစင်တဲ့စိတ်နှလုံးကိုလည်းပြတ်တာချင်းပြီးဖြစ်ပါတော့တယ်။တမင်းကြီးများလည်းမိသားအာယာမရဲ့လှုပ်ရနဲ့စကားများကိုကြည့်ရှုနားထောင်ပြီးတော့တိုင်ပင်ဆွေးနွေးနေကြတော့တယ်။မင်းသားရဲ့စိတ်ရေးစကနာကိုသူတို့မြင်လေတယ်။ရှေးဘိုးဘွားများကဲ့သို့ လောဘကြီးကြီးမရှိသူကိုသိလေတော့တယ်။နောက်ဆုံးမှာတော့တမင်းကြီးတပါးကမိတော်မူလေတယ်။ကောင်းပြီ။တင်ဤစိတ်စေတနာကိုငါတို့မြင်ပြီ။တင်ဘိုးဘွားတို့ရဲ့အပြစ်အတွက် ိန်ဆောင်ငါတို့ပယ်ဖြတ်ပေးမည်။သို့တော်တင်းသည်ငါတို့အားဂရိတခုပေးရမည်။ယင်းနေ့မှစ၍တင်းနေ့တင်းဤနောင်လာနောက်သာဘေးမျိုးဆက်များသည်။တောင်တော်ရဲ့ဥတိုင်းနှင့်နတ်ကြောက်တလေးများကိုမြင်သည့်အခါမှထိပါကြီးမပြုတ်ရ။တောင်တော်ရဲ့တန်ရှင်းသောနေရာများကိုထိမ့်သိမ်းဆောက်ရှောက်ရမည်။ပြည်သူများအားလည်းတောင်တော်လေးစားရန်တင်ကြပြတ်တရမည်။နေ့စဉ်နေ့တိုင်းငါတို့အားတောင်တော်ရဲ့အပြင်ဘက်မှာရရှိတဲ့ တန့်စင်တဲ့တယံစာတပ်များနဲ့ဝိညာဉ်ရေးရာပူဇော်တက္ကရာများကိုစက်ကပ်ရမည်။ဤကလေးကိုတော့တင်းနဲ့တင့်မျိုးစက်များမပြတ်မကွက်ထိမ့်သိမ့်ပါကခဏယမပြားစေစာစုမှလွတ်ကင်းပြီးတော့တာယာဝါပြောပေမည်။အကယ်၍ဂတိဖြစ်ပါကစေစာသည် အခုထက်ပိုမိုဆိုးရွားပြန်လာမည်။မေးသားအာယာမနမင်းကြီးများရဲ့စီကန်းချက်များကိုလက်ခံလေ။အရှင်တို့ရဲ့မိကြားချက်အတိုင်းကိုကျွန်တော်မျိုးလိုက်နာပါမည်ဖျား။ ျွန်တော်မျိုးနဲ့ကျွန်တော်မျိုးတို့ရဲ့နောင်လာနောက်သားများသည်တောင်တော်ကိုယူသေးလေးစားထိမ့်သိမ်းဆောက်ရှောက်ပါမည်ဟုတစ္ဆာပြုပါသည်ဖျားအဲ့ဒီနောက်မှာတော့နေမင်းကြီးများမိသားအာယာမရဲ့ဝိညာဉ်အပေါ်မှာအလေးနဲ့တစ်ခုထိုးလိုက်ပါတော့တယ်အဲ့ဒီအလေးနဲ့များကကျင်းစာကိုပယ်ဖျက်လိုက်ကြောင်းနမိတ်ပြချင်းပင်ဖြစ်ပါတော့တယ်ပြန်လည်နိုးထခြင်းနဲ့ကျင်းစာပြချင်းလက်ပြေမှာအောင်မြင်စွာကတိရယူပြီးရင်တော့မင်းသားအာယာမရဲ့ဝိညာဉ်ဟာလေပြေစွာနဲ့ ပြန်လဲခီးနေလာတော့တယ်။ဝိညာဉ်ကဘာမှပြန်လာတဲ့လန်ခီးမှာတော့သွားခဲ့တဲ့လန်ခီးကဲ့သို့ခက်ခဲမှုများရှိမနေတော့ပါ။ဝိညာဉ်ဟာတန်းတော်ရှိ သူ့ရဲ့ရုပ်ခန္ဓာထဲသို့ပြန်လဲဝင်ရောက်လာတော့တယ်။မင်းသားအယံမှဖင်းချင်းစွာနဲ့တတိပြန်လဲလာတယ်။ပထမဆုံးခန်းစားရသည်မှာတော့မိမိရဲ့ကိုယ်ခန္ဓာအားလုံးကိုပြန်လဲထိစုံနိုင်ပြီဟူသောခန်းစားချက်ပင်ဖြစ်ပါတော့တယ်။သူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့မာကျောနေတဲ့ကြောက်သားများ တဖြည်းဖြည်းပျော်ပြောင်းလာပြီးတော့ငကူအတိုင်ပြန်ဖြစ်လာသည်ကိုမြင်တွေ့ရလေတော့တယ်။ဘေးမှာစောင့်မျှော်နေတဲ့ဥပညာနဲ့အဆောက်အအုံများကမင်းသားတတိယလာသည်ကိုမြင်တဲ့အခါမှာတော့ဝမ်းသာအာရဖြစ်ကုန်ကြတော့တယ်။မင်းသားအာရမှာအာယူပြီးတော့ဘယင်ကြီးအနည်းကိုသွားကြည့်လေတော့တယ်။အဲလိုနဲ့ဘယင်ကြီးရဲ့ခန္ဓာကိုယ်မှာလဲကြောက်သားများပျောက်ကွယ်စပြုတ်နေပြီးပဲဖြစ်ပြီးတော့အသားအရည်များပုံမှန်အတိုင်ပြန်ဖြစ်လာနေသည်ကိုတွေ့ရလေတော့တယ်။ ပင်ကြီးလည်းဖင်းကြီးစွာနဲ့နိုးထလာပါတော့တယ်။ဝေဒနာများပြက်ကွယ်သွားပြီးဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ဘယင်ကြီးရောနဲတော်သားများပါဝမ်းသာမဆုံးဖြစ်နေကြတော့တယ်။ကြောက်ရောကစူးကြီးအားပျောက်ကင်းသွားပြီးဖြစ်ပေတော့တယ်။အဲ့လိုနဲ့ခဏိမာပြည်သူများဟာနေပေါင်းများစွာ၆လက်နေတဲ့ဂျိန်စာကနေလွတ်မြောက်သွားပြီးပဲဖြစ်ပါတော့တယ်။မိသားအာယာမရဲ့နတ်ပြည်ခီကလည်းအောင်မြင်ခဲ့တာပဲဖြစ်ပါတော့တယ်။ခဏိမာပြည်ရဲ့နောက်အနာက ဘင်းကြီးကြောက်ရောဂါမှလုံးဝပြန်လဲကျန်းမာလာတဲ့အခါမှာတော့မေသားအာယာမသူ့ရဲ့နှက်ပြခီအကြောင်းပြေစောက်နမင်းများနဲ့ပြုတ်လုခဲ့တဲ့ခရီးအကြောင်းကိုတော့ပြည်သူများကိုပြောကြားလေတော့တယ်ပြည်သူတို့ဟာဝန်တာအာယာပျော်ရှင်ကြပြီးတော့မေသားအာယာမရဲ့တက်တီနဲ့ဆွလို့အနိနာခံမှုကိုချီကျူးခွန်ပြုကြလေတော့တာပေါ့ဘင်းကြီးနန်းသက်စီနေထိုင်ပြီးရဲ့နောက်မှာတော့မေသားအာယာမနန်းကျက်လာတော့တယ် သူဟာနမင်းကြီးများအားပေးခဲ့တဲ့ဂတိအတိုင်းပဲလိုက်နာလေတယ်။ကြောင်တော်ရဲ့ဥတိုင်းကိုတန်ရှင်သောနတ်နေရာအဖြစ်တတ်မှတ်ပြီးတော့ဘသူမှအဲ့ဒီနေရာကိုမဝင်ရလို့အမိတ်ထုတ်ပြန်ထားပါတော့တယ်။တောင်တော်ထင်းသိမ်းဆောက်ရှောက်ရန်အတွက်အထူးဆောက်ရှောက်ပွဲဖွဲ့စည်းလေတော့တယ်။နေ့စဉ်နေ့တိုင်းမှာတော့တောင်တော်ရဲ့အပြင်မှာရရှိလာတဲ့တန်းစင်တဲ့တယန်စာတများဥပမာအဖိုးရံတင်များတတ်ထူရိုင်းများမဟုတ်ပဲဆေးဘက်ဝင်အပင်များတန်ရှင်တဲ့ရီပန်းများနဲ့ ဝိညာဉ်ရေးရာပူဇော်ပတ်သက်မှုများကိုမြေစောက်နမင်းများအားစက်ကပ်လေတော့တယ်။မင်းကြီးအာယာမလက်ထက်မှာတော့ကရယမပြာပူမူတာယာဝပြောလာတော့တယ်။ပြည်သူတို့ဟာတောင်တော်နဲ့တဘာဝတရားပူမူလေးစားလာကြတယ်။တပြားကလည်းကရယမပြူဆောက်ရှောက်ကြနေတယ်။ကြောက်ရောကသည်လည်းထပ်မံပေါ်ပေါက်ခြင်းမရှိတော့ပါဘူး။အဲ့လိုနဲ့မြူတိန်တောင်ကြားမှာကရယမပြာရှီဟောင်းတနအီလာစင်စာစုကနေလွတ်မြောက်ခဲ့ပြီးတော့မင်းကြီးအာယာမရဲ့တတိယ ဆွလွနိနာခံမှုနဲ့မေဆောင်နမင်းများရဲ့ဂိယုနာတော်ကြောင့်တာယာဝပြောတဲ့နိုင်ငံအဖြစ်ထာဝရရက်တည်နိုင်ခဲ့တာပဲဖြစ်ပါတော့တယ်။ပရိသတ်များရှင်အခုဖတ်ပြတင်ဆက်ခဲ့တဲ့ပုံပြအကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှံစင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။